ပြီးတော့တန်းပိုက်နဲ့ကျွန်တော်တို့ရှင်းပြီးပြီလေဗျာဂလာတိ33လေပညာတရားကြီးတင်ပြင်းမှရွေးနှုတ်တော်မူဤ it is finished အလုံးမရှိတော့ဘူးပြီးသွားပြီယေရှုအကုန်လုံးယူဆောင်သွားပြီကောင်းကြီးမင်္ဂလာပေးပြီဆိုပြီးတော့ဂလာတိ33ပဲခွပြောတာလေဟုတ်တယ်ဗျာကျေးဇူးတော်ကာလတဲမှာဘာအမင်္ဂလာမှမရှိတော့ဘူးဆိုတော့ဟိုမှာ ကျေးဇူးတော်ကာလမှာအမင်္ဂလာရှိတဲ့ကျမ်းပိုက်ကြီး3 3ပိုက်ထိုးပြထားတာဘာသမ်းမှထွက်မလာတော့ဘူးလေအဲ့ဒါပါလေအဲ့ဒီကျမ်းပိုက်3ပိုက်ကခမရဟဲ့လားတစ်ကော66မှာဧဝံဂေလိမဟောပဲမနေနိုင်မဟောပဲနေရင်အမင်္ဂလာရှိ၏ဆိုတာအမင်္ဂလာရှိတယ်လို့ဒဲကြီးပြောထားတယ်ကျမ်းပိုက်ကြီးမတွေ့ဘူးလားသဘောကအာနာတစ်ကော66 20နှစ်မှာယေရှုကိုမချစ်တော်သူအနာသေးမှဖြစ်စေတည်းရဲ့ အနတ်တွေမှာဖြစ်စေတည်းဆိုတာကြိမ်ချင်းဖြစ်စေတည်းလို့ပြောတာလေကဲမှာဂလာတိတစ်ချက်မှာအခြားသောအေယုငလိဟောရင်လည်းငါတို့မပြောနေတဲ့ကောင်းကင်တမန်ဟောရင်တော့ကြိမ်တော်မူခြင်းကိုခံစေတဲ့ဟုတ်ဟုတ်အဲ့ဒါကျေးဇူးတော်ကာလမှာခံရမယ့်ကြိမ်ချင်းအမင်္ဂလာတွေမဟုတ်ဘူးလားဟုတ်တယ်တော်ကလာဒီ33ကဂေါ်ဆိုင်ကနေပြောတာလေဂေါ်ဆိုင်ကတော့ပြီးသွားပြီလေမိုင်းဆိုင်ကတည်းကပြီးမှမပြီးသေးတာ ဟိုဘာနဲ့တူတယ်လဲဆိုတော့ဗျာဟိုတိုင်ကီဘုံထဲမှာရေထည့်ပြီးစပြဘုံကြီးစပြဒုံကြီးတင်ထားတာမင်းရေချိုးအဲ့မှာစပြတိုက်ကိုဆင်မယ်ဆိုပြီးတော့လှုပ်ထားတာကိုကအဲ့အဲ့ဒီတိုက်ကီဘုံတွေကရေနဲ့စပြကြီးထိုင်ကြည့်နေလို့ခမကိုကိုဘောကကြီးညောင်ကဆင်ပါလားဗျာကိုတိုင်ရေချိုးဖို့တော့လူသေးတာပေါ့စပြတိုက်ဖို့တော့လူသေးတာပေါ့ဒါကမိုင်းဆိုင်ဘက်ကလှုပ်အောင်မယ့်အပိုင်းနေလေဟုတ်တယ်ဆရာ အဲ့ဒါမှလည်းအဲ့ဒါမှလည်းရှုပ်ထွေးမှုရှိတယ်အဲ့မှာတိမ်ကျင်းအမင်္ဂလာမရှိတော့ဘူးရှိတယ်ဆိုတော့ကျွန်တော်အဲ့ဒီတိမ်ကျင်းအမင်္ဂလာအကြောင်းကြီးတာလဲနှစ်ခါလောက်ကြီးတာမဆုံးဘူးဗျာအဲ့မှာဟဲ့လားတိမ်ကျင်းအမင်္ဂလာဘာကြောင့်ဖြစ်ဘုရားစကားနားမထောင်တော့ကြောင့်ဖြစ်တိမ်ကျင်းအမင်္ဂလာဘယ်တုန်းကဖြစ်ဟမ်အာရဏေဧဝဟိုဣရင်ဥယင်တဲ့အဖြစ်တိမ်ကျင်းအမင်္ဂလာဖြစ်တဲ့အခါမှာဘာလက္ခဏာတွေတွေ့ အဲမှာဒူလာဖျားနာတလက်ခက်နာခရခရနာယူတုနာဟလာကူရမပြောင်းနိုင်တော့အနာစိဧကုတ္တအနာစိယာယာနာရပါစအဲ့ဒါကျင့်ချင်းလို့ပြောတာပဲလေတရားဟောရ28 25မှာသင်္ဖိဖျားသခင်စကားကို နားမထောင်ရင်သဲရောက်လက်တန့်တော့ကျင့်ချင်းအမင်္ဂလာများဟူမူပါဆိုတော့အဲ့မှာအဖျားအနာဘေးဥပပြဿနာတွေကကျင့်ချင်းအမင်္ဂလာလို့ခေါ်တာလေ အခုကခင်ဗျားလည်းတင်ချင်းအမင်္ဂလာတွေဖြစ်နေတာကိုတင်ချင်းအမင်္ဂလာလို့မှမသိတာတရားဟုတ်ရ28 35အနေဟို35 40ကိုဖတ်ကြည့်လေသင်္ကြီးဖရာသခင်စကားနားမထောင်နဲ့ပဲ့ရောက်လက်တန့်သောတင်ချင်းအမင်္ဂလာများခုမူကားဆိုတာအဲ့ဒါဖြားနာတွေနဲ့ယောဂါတွေနဲ့ခင်ဗျားကာလနာယောဂါတွေနဲ့ဘေးဥပပြဿနာတွေကအဲ့ဒါသူကချိန်ချင်းလို့ပြောတာနောက်ဆုံးယာနာဖြစ်တာတော့ချိန်ချင်းလို့ချိန်ချင်းဖြစ်တယ်လို့ပြောတာ อืมแกไอ้มาခင်ဗျားပြန်ပြီးတော့အတိတ်ပဲပေါ်တာကျင့်ချင်းအမင်္ဂလာဝင်ရောက်သည်ဆိုဒီမှာအဘယ်နည်းကျင့်ချင်းအမင်္ဂလာဖြတ်သည်ဆိုဒီမှာအဘယ်နည်းကျင့်ချင်းအမင်္ဂလာဆိုတာကျင့်ချင်းအမင်္ဂလာညီမြချင်းဘေးဒုက္ခပြဿနာဗျာအဲ့မှာဟိုဗျာဒိတ်6 8မှာရှိတယ်လေမြင်းမွဲတစည်းကဟဟလာမြင်းမွဲတစည်းကဟမ်လေးစုတစည်း လေးဒီရဲ့ဤသားလေးစုသူသူကိုတပ်ပိုင်တော့အခွင့်ရှိတယ်အဲ့မှာဒါပေနော်နာရွေသေးတော့ပေမုသိပ်ပေ မြေသားရဲ့ပေဆိုပြီးအဲ့မှာဘေးလေးခုဖြစ်တာလေဟုတ်အဲ့ဒါဆိုတော့ဒါပေဆိုတာဒါအသိန်းသေးနဲ့သေးတဲ့နတ်သိုးတွေအစ်တီတိုင်းနတ်သိုးတွေလေဒါပေဒုတ်ပေသနတ်ပေဆိုတာအခုမြေကန်လင်ပေဆိုတာဒါခမရဒါဟို တကယ်ဟိုအသိသေးနဲ့သေးတဲ့နတ်သူဟာနာရွေ့သေးတော့ဘေးဆိုတာကာလနာဘေးလေအခုမုံတိုင်းတို့မုံတိုင်းတို့မလင်တို့ဒါကာလနာဘေးတွေနာရွေ့သေးတော့ဘေးငတ်မို့တော့ဘေးငတ်မို့တော့ဘေးဆိုတာခမားလည်းငတ်မို့လို့ကိုခန္ဓာရောင်းစားရဲဟဟလာပြစ်တစားဖြစ်စီတော့နတ်သူနော်သရောင်းစားဖြစ်စီတဲ့နတ်သူဆိုတော့ဒါနတ်သူလောက်တာပဲလေမို့သိတဲ့ဘေးဆိုတာ မုတ်သိတဲ့အတွက်ကိုကိုရောင်းစားရတာအဲ့ဒါမလားပြီးတဲ့အခါကျတော့ဗာလဲမြေသားရဲ့ပြီးမြေသားရဲ့ပြီးအဲ့ဒါမူပွေးမူဟောက်ကင်းမိကောက်ကြားဆင်ထင်သေးမိချောင်းခင်ဗျာနောက်ဆုံးနဂါနဂါပါသေးတယ်အဲ့ဒါအားလုံးဟာဒါမြင်းမွေးတစီစီးထားတဲ့ဟလာနတ်ဆူသာရဟလုတ်တဲ့အလုတ်ကဒါဆိုကျင့်ချင်းအမင်္ဂလာဘာကြောင့်ဖြစ်နော် ဘုရားစကားနာမထောင်တော့ကြောင့်ဖြစ်ဘုရားရင်ချင်းအမင်္ဂလာဖြစ်တဲ့အခါမှာဘာတွေတွေ့ဆိုတော့အနာယောဂါတွေတွေ့ဒီအနာယောဂါဖြစ်အောင်ဘယ်သူလုပ်ဆိုတော့မှနတ်ဆိုးဝိညာဉ်ဆိုးတွေကလုတာလေဟုတ်မြင်းမွေးပြီးတဲ့လူကဒါဆိုရင်ဟုတ်လားအမင်္ဂလာရဲ့အမင်္ဂလာညီမြခြင်းအနာယောဂါဘေးဒုက္ခပြဒနာညီမြခြင်းနတ်ဆိုးဝိညာဉ်ဆိုးနဂါဒီမူဟောင်းနဂါမာနသာရံလုတာ ူလဲ trinity ပဲလေဒီမွေဟောင်းနဂါမနသာရံတခင်နဂါတခင်နဂါကကျင့်ချင်းအမင်္ဂလာတွေဖြစ်ပြီးတဲ့အခါအနာယောဂါတွေဖြစ်အဲ့တော့ကျင့်ချင်းအမင်္ဂလာဝင်ရောက်သည်ဆိုဒီမှာအပေနီးကျင့်ချင်းအမင်္ဂလာဝင်ရောက်သည်ဆိုဒီမှာအနာယောဂါဘေးဥပဘေးဒုက္ခပြဿနာကိုပြီးတော့နတ်သိုးအကောင်လိုက်သင်ရဲ့ခြံနဲ့အိမ်နဲ့လူတွေကိုဝင်ခြင်းကိုဟလာကျင့်ချင်းအမင်္ဂလာဝင်ရောက်သည်ဟုခေါ်သည် ဒါဆိုတင်ချင်းအမင်္ဂလာဖြတ်တောက်ပြီဆိုပြီးမှအပေမီတင်ချင်းအမင်္ဂလာဖြတ်တောက်ပြီဆိုပြီးမှခြံနဲ့အိမ်နဲ့လူနဲ့ဝင်နဲ့နတ်ဆိုဝိညာဉ်ဆိုကိုလူနဲ့အိမ်နဲ့ခြံနဲ့ကနေပြန်တိုက်ထုတ်မောင်းထုတ်ဖယ်ရှင်းခြင်းကိုတင်ချင်းဖြတ်သည်ဟုခေါ်သည်အဲ့တော့တင်ချင်းဖြတ်သည်တင်ချင်းဖြတ်သည်ဆိုဟာတင်ချင်းကဖြတ်လို့ရလားတင်ချင်းဖြတ်လို့ရရင်ကောင်းတာပေါ့တယ်တင်ချင်းဆိုတာဘယ်ဖြတ်လို့ရမလဲသူတို့နားလည်ထားတဲ့တင်ချင်းဖြတ်တာတမျိုးလေဆရာကနာကနာဆရာ เอ๊ะอันน่ะပြောดีเด้เสียตะล่ะดูยาเด้กูเยนกุบัดดอกูเด้โหกูไอ้ใจเน่บ่เนาะပြသည်ရင်ဖြတ်ပြီးပြီးပြီးမဟုတ်ဘူးလေလူတွေကရှည်ပြီးဖြတ်နေကြရတယ်ပြောတဲ့ခေါင်းဆောင်တွေရှိရနော်တော်တော်ဆူဆူနေတော့အဲ့ဒါကျွန်တော်စိတ်ကတော့ပြက်ပြက်သွားတယ်ဟိုပြီးခင်ဗျာအဲ့ဒါအဲ့ဒါတရားဟောရ28ဟဲ့လား ုနာတုန်းက35အနေ35 40နဲ့တိုက်လေခမားကြီးဆရာကြီးချိန်ချင်းမရှိဘူးတဲ့ဆရာကြီးခမားဟိုကင်စာဖြစ်နေတာအဲ့ဒါအဲ့ဒါချိန်ချင်းအမင်္ဂလာမဟုတ်ဘူးလားကင်စာအဆင့်၄ဖြစ်နေတာအဲ့ဒါချိန်ချင်းအမင်္ဂလာမဟုတ်ဘူးလားဟမ်ဖေးတလက်ခုတ်တလက်ခုတ်တောက်နေတာအဲ့ဒါချိန်ချင်းအမင်္ဂလာမဟုတ်ဘူးလားသူတို့ကကြင်ကျင်းအမေကတော့အတိတ်ပဲကိုမမသိတာ ဟုတ်တယ်ဒီနေ့အမင်္ဂလာကိုတလွဲတွေနားလေထားတာအဲကြောင့်လို့ကျွန်တော်အဲဒီဒီနေ့အမင်္ဂလာကိုတွေ့ကြချင်းကောဆိုင် mindset ခုနကကြည့်လေကျန်ပိုက်၃ပိုက်ကိုတော့မှသူတို့တွေ့မှာမတွေ့ရဟမ်ဒီကောကိုဆက်ချဟုတ်တယ်ဒီဝင်ကလေးမဟောပဲမနေနိုင်မဟောပဲနေနေအမင်္ဂလာရှိအဲအဲ့ဒါပါလေဘယ်အဲ့ဒီအမင်္ဂလာဘယ်တော့ခံရမှာလဲခင်ဗျားတို့ပါပတရိပရတိသူဘုံကောင်းကင်ဘုံရောက်မှခံရမှာကြင်ကျင်းတာ ဒီငလိမဟောပဲမနေနိုင်မဟောပဲနေနိုင်အမင်္ဂလာအရှိကြီးလို့ဒဲကြီးပြောထားတယ်လေနောက်တခါထပြောပြန်ဟောတိကောသက်သက်မဆက်နေမှာယေရှုကိုမချစ်တော်သူအနာပေမှာဖြစ်စေတည်းဆိုတာကြိမ်ချင်းဖြစ်စေတည်းဆိုတာဟမ်တမန်ဟောကြတော့ဂလာတိတိရှိရောက်တဲ့အခါကျတော့တခြားသောဧဝံဂေလိကိုလည်းငါတို့ပဲဟောဟောကောင်းကင်တမန်ပဲဟောဟောတဲ့ကျင်းတော်မူခြင်းကိုခံသေးသူပြောထားတာလေပေါ်ဒီကဟုတ် ခင်ဗျားတို့အဲ့ဒီတန်ပိုက်သုံးပက်ကိုရှင်းသမ်းပါဦးခင်ဗျာကြံကြံအမယ်မရှိတော့ဘူးမရှိတော့ဘူးဆိုတော့သူတို့မတွေ့ဘူးဒီဒီတန်ပိုက်မျိုးတွေသူတို့ယောဂါတွေပြဿနာတွေဖြစ်နေတယ်လေဒါကြင်ကြင်အမင်္ဂလာမဟုတ်ဘူးဟမ်အဲ့နောက်ဆုံးကြတော့ကျွန်တော်ဟိုကြပြာရေးထားသေးတယ်လေဗျာကာအက်စီတိုင်းဖြစ်တယ်နတ်ဆုလောက်တာမဟုတ်ဘူးကားမောင်းမကြွန့်ကျင်လို့ဟမ် လင်မယားစကားများပြီးကွဲတယ်နတ်ဆိုးလောက်တာမဟုတ်ဘူးသဘောထားမတိုက်ထိုင်လို့ခင်ဗျာကောက်ကြောင်ဆွဲတာကဘာသာကြီး၄ဘာသာဆွဲတယ်ကောက်ကြောင်ကြီးဆွဲနေတာခင်ဗျာကလကနောက်ွယ်ကတရခန်းအပေါ်မှမပေါ်တာဟုတ်တယ်ကဲအဲ့ဒါအခုနာကျွန်တော်ပြောလို့တော့အလိုမျိုးပေါ့ကင်မီကောက်ထွက်တယ်ပူလိုက်အေးလိုက်ဆိုကင်မီကောက်ထွက်တယ်အဲ့ဒါပဲပြောမှာပူလိုက်အေးလိုက်ဆိုမွေထွက်တယ်အဲ့ဒါပဲပြောမှာ ကျွန်တော်စီဗျာငင်းဆိုင်တဲ့တဲ့ရောက်လာတဲ့ကိစ္စကြီးကမထူးဆန်းဘူးလားခင်ဗျာအခုကဟိုကျွန်တော်တို့အသင်းတော်မှာပြဿနာအဲ့ဒီဟိုတမန်တော်9တလေကျောလူပီကဆိုတော့ခေါင်းလိုက်ကြီးကတစ်ဖွဲ့လေသခင်ဖရားရဲ့တော်ရဲ့သခင်ဖရားရဲ့တပည့်တော်တို့တစ်ခွဲနိုင်ချင်းချောက်ယူအဘေသတ်ဖို့ပြင်းစွာအသက်ရှူတယ်ဆိုတော့ခင်ဗျာဒီနှစ်ဖွဲ့ကသခင်ဖရားရဲ့တပည့်တော်တွေတစ်ဖွဲ့နဲ့ဒီ ပြန်တာတဖွဲ့ကခင်ဗျအသိန်းတော်ထဲမှာရှိနေတာပဲဗျဒါကောင်းလိုက်နဲ့ဝိညာဉ်လိုက်ကျွန်တော်တို့ခွဲပြောတာအဲပြောရလဲပြောပြီးတော့ဥစားဘလူးခေါ်မလဲအဲ့ဒါလေညင်ညင်တသက်နဲ့ခြင်တွေ့ရမယ်ဆရာအဲ့ဒါဆရာဘာနဲ့လောက်ရမလဲဆိုဆရာပြောတဲ့အတိုင်းပဲပြောခဲ့တဲ့အတိုင်းပဲကျွန်တော်နှိမ့်ချခြင်းနဲ့ပဲပြန်လောက်အောင်ပါဆရာအဲ့ဒါလေအဲမာနကြည့်တဲ့ဝိညာဉ်နှိမ့်ချခြင်းနဲ့တတ်ရမယ်ဆိုတာလေအဲ့ဒါနဲ့တတ်ရမှာအဲ့ဒါလက်တွေ့လောက်ဆောင်ခြင်းပဲဆရာဥပမာဗျာ ซีเนียร์ตมะกะจูเนียร์ตมะเปลี่ยนပြောရင်ฟีลลิ่งတစ်မျိုး ဖြစ်កောင်းဖြစ်တယ်လीဒါ regulation ပဲလीဟုတ်တယ်ဟုတ်အင်းအဲ့လိုမျိုးဝင်ញည်ရင်းမှာလဲလို့ဆိုတော့ကိုကိုကိုซีเนียร์လို့ထင်တဲ့လူကจูเนียร์ကိုပြန်ဝင်ရမှာတိတ်အဆင်မပြေဘူးဗျာဒါဝင်ញည်ရင်းရမှာလဲဆိုတော့ဒါမဲ့ဘလို့ပဲဖြစ်ဖြစ်ဝင်နိုင်တဲ့သူကနိုင်သူပဲလीနှိမ့်ချရင်းနဲ့ဝင်နိုင်တယ်ဗျာဟုတ် တော့ကျွန်တော်အဲ့ဒါလေးရလဲတော့ချက်တစ်ခုပဲအဲ့ဒါကျွန်တော်မြန်အောင်ဖိုးပြတာအဲ့ဒီတမန်တော်ကိုတက်ပြောလူနဲ့သခင်ဘုရားရဲ့တပည့်တော်တွေကောင်းလိုက်နဲ့ဝိညာဉ်လိုင်းကတလိုက်နောက်တစ်ခုဖြစ်နေတာကဟုတ်တယ် natural line နဲ့ super natural line ကတလိုက်အဲ့ဒါမလား natural line ကသဘာဝတွေရလေမင်းသဘာဝကြကြပြောမင်းသိပ္ပံနီးကြပြောမင်းပြောတာအတိတ်ပဲမရှိဘူးဆိုတော့ तू ကသဘာဝတွေကခေါင်းလိုင်းကြီးလေဗျာ ကို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 တဲ့ဘုရားကသူပါ natural ဘုရားလေသူပါ natural တကိုးနဲ့ဟဟလားသူပါ natural နမိတ်လက္ခဏာတွေနဲ့ဟဟလားလုံနေတဲ့ဘုရားကိုကိုွယ်ပြီးတော့ခင်ဗျ natural တွေကပြောဆိုတော့ဒီနှစ်ဖွဲ့ကပြဿနာတက်ပြီးဗောဗျာဟုတ်ကဲ့ကျွန်တော်ကြည့်လေသူတို့က natural တွေကနေခင်ဗျာသိပ္ပံနည်းကြပြောသဘာဝကြကြပြောဥနှောက်မရှိဘူးဥနှောက်ပုံခင်ဗျာဥနှောက်မရှိဘူးဆိုတော့ခင်ဗျာအဲ့ဒါ natural တွေကအဖွဲ့လေ မင်းတို့ကဒီကစူပါနက်ချရယ်အဖွဲ့ကခင်ဗျားကလည်းစူပါနက်ချရယ်ဖရားကစူပါနက်ချရယ်တကူနဲ့ဟလာတဘာဝလွန်တကူနဲ့တဘာဝလွန်နမိတ်လက္ခဏာတွေအဲ့ဒါကျွန်တော်ပြောပြီးလေနည်းရေရေတဲ့ခုံချရင်ဟလာရေနှစ်တာအဲ့ဒါ natural လေဒါနဲ့ပေတိရေတဲ့ခုံစင်းတော့လမ်းလျှောက်နေတာအဲ့ဒါစူပါနက်ချရယ်လေဟုတ်တယ်မလားမီးတဲ့ခုံစင်းမီးလောင်သေးတာက natural လေဒံရေလနဲ့တငယ်ချင်းတွေမီးမီးပုံနဲ့ထဲ့ထားတော့ခင်ဗျားဟိုဖရားကိုယ်တိုင်ကနောက်တစ်ယောက်တော့ ိုးပြီးတော့မီးပုံနဲ့တောက်တောက်နေတဲ့ဆန်ကြီးတဲ့ဘေးမှတောင်မီးမလောင်ဘူးအဲ့ဒါစူပါနက်ချူရယ်လေဟုတ်တယ်မလားအဲ့ဒါတွေကကျွန်တော်တို့ကအဲ့ဒါတွေပြဿနာတက်နေတာလေနက်ချူရယ်နဲ့စူပါနက်ချူရယ်ပြဿနာတက်နေတာလေအဲ့ဒါတွေကခမဒါတွေကကျွန်တော်တို့ပြောလာတာလေခင်ဗျာအခုဆို38နှစ်แท้တောင်ရောက်လာပြီအနည်း40ပဲပြည့်တော့အဲနောက်ဆုံးကြမယ်ကျွန်တော်ကပါလို့ဆိုရယ်အဲ့ဒီ20 20ရာစုဘုန်းနေရတော့သေးမမီတော့ဘူးဒီပုံက သေးမမီတော့ဘူး27ရာစုဘွန်းလေးတွေအခု25နှစ်သာသမီလေးတွေကိုပဲခင်ဗျာအဲ့ဒါအန်ဝိအန်ဝရမယ်ဆိုတာအဲ့ဒါပါအဲ့အဲ့ဒီလူငယ်တွေကိုပဲကျွန်တော်တို့ကပြန်ပြီးတော့သိမ့်ပိုက်ပြီးတော့လူငယ်တွေနဲ့ပဲနှိုးထမှုလုပ်ရတော့ဒီလေးနှစ်အတွင်းဟုတ်အဲ့လိုအဲ့လိုဟုတ်တယ်အဲ့ဒါအဲ့ဒါဆရာနဲ့ကျွန်တော်နဲ့ အခုစကားပြောရင်းနဲ့ဒီဝိညာဉ်ရရကျွန်တော်တို့ပြောခဲ့တဲ့ဟာရပြန်ပြီးတော့နှွှဲနှွှဲရဟောပြန်ပြီးတော့နှွှဲတာခင်ဗျပထမပိုင်းတစ်ဝက်လောက်ကကျွန်တော်မဖမ်းဘူးလေ recording မလုပ်ဘူး now ခင်ဗျဟိုဟာခင်ဗျခုနတုန်းကဟိုအသက်တာသက်သေခံတော့မှကျွန်တော်အဲ့ဒါ recording လုပ်ထားတာခင်ဗျလည်းအခုတည်းမှာနှစ်ပိုင်းတောင်ရတယ်ခင်ဗျပြေပဲခင်ဗျအဲ့ that's a good deal ဘယ်လိုပဲနာဆောင်ရဲ့ဆရာကတိမတီဘူးပထမအပိုင်းတွေကတော့ဂတိအတိုင်းပဲလေဒါပေမဲ့လို့တန်ဖို့ရှိတဲ့အပိုင်းလေးကြတော့အလွတ်မခံတော့ဘူးလေအဲ့မှာခင်ဗျာတန်ထူးတဲ့တန်ထူးတဲ့အပိုင်းတွေကြတော့သွားအလွတ်ခံလို့မရတော့ဘူးလေဟုတ်ကဲ့ဆရာဟမ်လေမုတ်လို့လဲသွားတာတော့ဟုတ်လားဟုတ်တယ် အဲ့ဒါကျေးဇူးတော့ချီးမွမ်းကျွန်တော်လည်းဟိုကပြန်ပြန်တွင်းနေပြန်ပြန်တတိရတာကြီးရှိရောအဲ့လိုမျိုးဟိုအစကနဦးအစဟာလေအဲ့လေကနဦးအစခမရကျွန်တော်တို့စလာခဲ့တဲ့အခု၅ချိန်မြောက်ဟုတ်လားသူတွေဝိညာဉ်ကိုအေးအိုးငလေးဟောတာ၅ချိန်မြောက်လေ၅ချိန်မြောက်ပြဿနာကြီးလေအခုတက်နေကြတာတို့က သူတို့ကတက်တာတက်နေတဲ့ဟိုမှာထောင်ချီတောင်းချီတန်းချီပြီးတော့ဟိုမှာပို့နေတဲ့လူကပို့နေဟောဒါသူ့လိုင်းနဲ့သူပဲအဲ့ဒါကျေးဇူးတော်ချီးမွမ်းမယ်ဟောဆရာဟာလေလုယဟာလေလုယဟာလေလုယဘုရားသခင်ဒီကနေ့ဆရာချောင်းနဲ့ပြည်ပြည်နောက်ပြည်ပြည်နောက်ဟောအဲ့မိသားရဲ့ဒီလေး deliverance spiritual warfare အကြောင်းလေးပြောရတဲ့အတွက်ချီးကျူးမွန်ပါတယ်အဖဖရာသခင်ဟုတ်ပါလားဟန်လေးပြောဆရာကျော်ဘာမတူဝေဘောဝါတူပလီပြေချောချောမိတဲ့ဒီလိုလည်းကာကမသာကွန်ဗီဒိုကြောင့်ဒီစုတင်ပါတယ်တန်ရှင်တော်ဝိညာဉ်တော်ဘုရားအုပ်စုမှာကလည်းပြန်ပို့ဆောင်နေတဲ့ဒီလိုတောင်းတဲ့မှာနတ်ကသာသာသာမတန်ရှင်တော်ဝိညာဉ်တော်ဘုရားအုပ်စုပါ တကယ်ကျွန်တော်မှာပုံမှန်အားစကားနဲ့သူတော်မှာရွာပြတဲ့ခင်အာမေဟာလေးပတ်တယ်